မင်္ဂလာရှိတဲ့မနေ့ကနေ့ဖြစ်ပါစေခင်ဗျာ။ကျွန်တော်ရဲ့ KSW Reading Blog Channel မိတ်ဆွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။စိတ်ချမ်းသာ ကိုကြမ်းမာကြပါစေ။တနေ့တာခီအနေရကင်းပြည့်စုံရအောင်ဖြတ်သန်းနိုင်ကြပါစေ။ကုသိုလ်တွေလည်းပြုလုပ်နိုင်ကြပါစေ။ပညာတွေလည်းကျူစာပြီးတော့မှရှာဖွေနိုင်ကြပါစေ။စီးပူးနိုင်ကြပါစေ။ ဥစ္စာတွေလည်းပဲအများကြီးရှာဖွေပြီးတော့မှဝင်ငွေတွေရကြပါစေလို့ဥစွာနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဒီနေ့ကတော့တနေ့ကနေ့လေးလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒါလမ်းလျှောက်ရင်းနဲ့ပတ်မနေခင်လေးလမ်းလျှောက်ရင်းနဲ့အာတဘာဝရှင်ရင်းလေးလေးကိုလည်းပဲမိစေလေးကိုပြားရင်းနဲ့ပေါ့လေလောကမှာအဲတဘာဝတရားနဲ့ထိတွေ့ရတာလည်းပဲအသက်ရှင်ခြင်းတစ်မျိုးပေါ့လေနော်တဘာဝနဲ့ထိတွေ့တယ် လောက်ကမှပြပြင်ထားရည်များရဲ့ပေါ့ခုနောက်ပိုင်းကတော့နော်ပြပြင်ထားရည်များရဲ့ရုပ်တွေဆိုရင်လည်းကျွန်တော်တို့ပြပြင်ကြရတဲ့အမျိုးမျိုးပေါ့လေနော်အမလာလာအောင်နှာခေါင်းဆိုလည်းမချွန်ချောင်းအမေးဆိုလည်းရှိပြီးသားထက်ပို့ပြီးတော့မှမချွန်ချောင်းလည်းမျိုးတွေပြပြင်ထားတဲ့လောက်ကယူပါညချွဲတဘာဝအလှလေးတွေရှိတဲ့နေရာလေးကိုကျွန်တော်လမ်းလျှောက်ရင်းနဲ့မိတ်ဆွေနဲ့တူဒါခေါ်သွားပြရဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်စမ်းချောင်းလေးပါမောင်းလေးပါ ရေစီကြနေပါတယ်ဒါကန်ကြီးတွေကနေရှာလာတဲ့ရေတွေမှာအဲစီကြနေတာဖြစ်ပါတယ်ရေလေးတွေကစမ်းချောင်းလေးပေါ့ပြီးပါတော့ရောပါတော့ဖြစ်ပါတယ်ချစ်တည်းလဲအော်နေရပေါ့ဒါရေလေးတွေစမ်းချောင်းနေပြီးမှရေလေးတွေလည်းစီကြနေရပေါ့ဘာဝတရားနဲ့လဲချစ်တွေ့လို့ရအောင်ပေါ့လေမိစေတော့ အပြပြင်းထားတဲ့လောကကြီးပေါ့လေကျွန်တော်တို့အဲတော့ဒီတဘာဝတရားနဲ့တွေ့ရတယ်အမြဲတမ်းကံကောင်းပါတယ်အာလက်ဆန်းနဲ့စိတ်ဆိုတဲ့တဘာဝတရားတွေထိတိခွင့်ရရတယ်ဒါလည်းပဲကျွန်တော်တို့ကျမကြီးတမျိုးပေါ့လေအာလက်ဆက်တဲ့တန်ရှင်နဲ့အောက်ဆီဂျင်ကိုရရတယ်လက်ဆက်တဲ့အရာလေးတွေမြင်ခွင့်ရရတယ်ပေါ့လေဒါတနေ့ဒါအာကံကောင်းနေသေးတာပေါ့လေကျွန်တော်တို့ဘာပဲပြောပြော အာဒီနေ့အဲလပ်ပါတဲ့အရာတွေတရှိခွင့်ရတယ်လပ်ပါတဲ့အရာတွေခန်းစားခွင့်ရတယ်ဒါတန်ကောင်းနေတရားပေါ့လေအဲကျွန်တော်တို့ဒီတာပါကောင်းကင်ကိုမြင်ခွင့်ရတယ်အဲဘာဝတော်တောင်းတွေကိုမြင်ခွင့်ရတယ်ဒါကျွန်တော်တို့ကြည့်ခွင့်ရတယ်ဆိုရင်ဒါကျေးဇူးတင်ဖို့ကောင်းပါတယ် graduation လို့ခေါ်တာပေါ့ကျေးဇူးတင်တဲ့စိတ်ကလေးနဲ့ဒါကျွန်တော်တို့ထားဖို့လိုပါတယ်တဘာဝပတ်ဝန်းကျင်ကလည်းကျွန်တော်တို့ကိုအကြီးကျိုးကျေးဇူးပြုတာပါပဲ ။ဟောတပင်နေရာနေပြီးတော့မှာကျွန်တော်တို့အောက်ဆီဂျင်တွေကိုထုတ်ပေးတယ်။ပြေးရရှူရတယ်ပေါ့လေ။အဲရေဒီအဲဒါဒီလိုမျိုးတွေရှိတော့လေကျွန်တော်တို့လောက်ကရေပေါ့အမိတဲ့ဟဲပေါ့လေဒီတရားနဲ့တရားတစ်ခုနဲ့တစ်ခုပါ။အာသရှိနေတဲ့မဲ့အမိတဲ့ဟဲပြပြီးတော့မှနေကြရတာပေါ့။ဒါအဲကျွန်တော်တို့စိတ်ဆိုတာလည်းရုပ်ပေါ်မှာမူတည်တယ်။ရုပ်ကလည်းစိတ်ပေါ်မှာမူတည်ရပေါ့စိတ်ကောင်းရုပ်ကောင်းပေါ့လေကျွန်တော်တို့ဒါဒီနေ့ပြောမျှဝေနေတဲ့အကြောင်းပါလေပေါ့စိတ်ကောင်းရုပ်ကောင်းဆိုတာဟာ စိတ်ကလည်းအင်တန်မှအရေးကြီးတာပေါ့လေအဲကျွန်တော်တို့စိတ်ဆိုတာဘာလဲဆိုရင်စိတ်ကတော့သူ့လိုလိုဆိုရင်တော့ရေလိုပါပဲဥပမာပေါ့ကျွန်တော်တို့ဒီမှာခုမြင်တွေ့နေရတဲ့ရေလေးလိုပါပဲเนาะဒီမှာခုကျွန်တော်တို့မြင်တွေ့နေရတယ်ဒီမှာဒီရေလိုပေါ့ရေကကျွန်တော်တို့သူ့တဘာဝဆိုရင်ကျွန်တော်တို့ကအဲဒီသူ့အရာမရှိဘူးလေသူကเนาะအဲ့အရာမရှိဘူးလေရေရဲ့တဘာဝအရာမရှိရဲ့ရေကဥပမာပေါ့အဲရှော့နေဘွတ်ဒီလူလာမယ်ကျွန်တော်တို့ ရှုံနေလူးသွားမယ်။ဒါမှမဟုတ်လည်းအဝါရောင်စိမ့်မှုန်လေးလူထဲကိုယူသွားမယ်။အဲ့လိုမျိုးတွေနဲ့လူးသွားမယ်ဆိုလို့ရှိရင်ရေကအယောင်ပြောင်းသွားတယ်နော်။ရေရဲ့တဘာဝကတော့သူတို့တဘာဝကတော့အဲသူ့မှာအယောင်မရှိဘူးပေါ့။တော်တော်လည်းပဲအဲရေထဲကိုအဲစိနေမုတ်ထည့်လိုက်မယ်ဆိုလို့ရှိရင်စိနေမုတ်အယောင်လေးပြောင်းသွားတယ်ပေါ့။နော်စိနေမုတ်အယောင်လေးပြောင်းသွားတယ်။စေဝါမုတ်ထည့်လိုက်ရင်ဒါစေဝါမုတ်အယောင်လေးပြောင်းသွားတယ်ပေါ့။ ဒါမြင့်တရားရဘာတော်လေးပါပဲရဘာရဘာပင်နေပေါ့ရဘာခေါ်တာပေါ့ရဘာရဘာပေါ့မိုးရင်းဆိုတော့တရားချစ်လို့မရဘူးပေါ့လေရဘာတွေကဒါရဘာတွေပါစီးစုနေတဲ့မြင်ကွင်းနေနေပေါ့လေဒါကြီးလေးကျွန်တော်တို့နေနေအဲ့တော့အကြောင်းမရှိတဲ့ကြီးကသူ့ထဲကိုအဖြူထက်လိုက်အဝါတွေထက်လိုက်ရင်အဝါရောင်ဖြစ်သွားတယ်လို့ပဲ ကျွန်တော်တို့ရဲ့စိတ်ဟာလည်းပဲငကိုကတော့ဖြူနေရပါပဲเนาะအဲ့တော့အဲ့စိတ်သေးကိုလောဘတွေယော့သွားပြီလောဘယော့သွားရဆိုလို့ရှိရင်စိတ်ဟာအကောင်းဖြစ်တော့ဦးလေเนาะဒေါသတွေယော့သွားမယ်ဒေါသဝင်နှောက်ရှက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ကလေးอ่ะမဖြူစင်တော့ဘူးအယောင်ဆိုးခြင်း ခံလိုက်ရတယ်ပေါ့လေအဲ့တော့ဒေါသကြောင့်စိတ်ဟာအယောင်ဆိုးခြင်းခံလိုက်ရတယ်အဲ့လိုကျွန်တော်တို့အယောင်ဆိုးခြင်းခံလိုက်ရတဲ့အတွက်စိတ်ကောင်း ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးလေ။နော်ကျွန်တော်တို့လောဘဖြစ်သွားတယ်ဆိုလို့ရှိရင်ဟိုလောဘဆိုတာကတော့ကျွန်တော်တို့စီးပွားဥစ္စာရှာတယ်ကျွန်တော်လည်းငွေရှာတယ်ပေါ့လေ။အဲဒါကတော့ကိုစာဝတ္ထုကိုလူဖို့တန်းဖို့ရှာရမယ်။ကြီးပွားအောင်လုပ်ရမယ်။တသမီးဒါကိုမလုပ်ရဆိုတာမဟုတ်ဘူး။လောဘဆိုတာကတင်းတင်းရောင်ရဲခြင်းမရှိတာမျိုးပေါ့နော်။လိုချင်နေတဲ့တတ်မှတ်တဲ့အကောင်းမှန်တဲ့ခံစားခြင်းနဲ့ပေါ့လေ။လောဘရဲ့သဘောကတော့ကျွန်တော်တို့တက်မဲ့တဲ့သဘောပါပဲအဲဒါကို short ချပါပေါ့နော် ပစ္စည်းဥစ္စာတွေပေါ်မှာတက်မှတ်တယ်လူချင်းဟာကြီးတယ်လောဘအာကြီးလာတဲ့အခါမှာကျွန်တော်တို့မလုံးတင်လုံးမိသွားတာပေါ့ကိုရတာနဲ့လောဘအာကြီးရဲ့အခါမှာကိုရတာနဲ့ကိုမချင်တဲ့နှမပဲလေအမမကြီးလုံးမိတတ်တာဒါကိုကျွန်တော်တို့ဆိုလိုချင်းဖြစ်ပါတယ်ပေါ့အဲ့လောဘဆိုတဲ့စိတ်ဝင်လာတယ်စိတ်ကောက်စိတ်မကောင်းတာဝင်လာတယ်ဆိုလို့ရှိရင်စိတ်ဟာအယောင်ဆိုခြင်းခံလိုက်ရတယ်ပေါ့နော်ဒေါသဆိုတဲ့ကျွန်တော်တို့ဒေါသဆိုတဲ့ဒီစိတ်တစ်ခုပေါ့နော်အယောင်ခါလာတစ်ခုဟာကိုယ့်ရဲ့စိတ်ကို ဝင်ရောက်လိုက်အရောင်ဆူလိုက်ပြီဆိုလို့ရှိရင်စိတ်ဟာပြောင်းလဲသွားတယ်စိတ်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်စိတ်ကောင်းမဖြစ်နိုင်တော့ဘူးပေါ့နော်ဒါတော့ဒေါသဟာခက်ထန်လာတယ်ကြမ်းတမ်းလာတယ်ပေါ့ဒေါသဒေါသအထန်နာသာနာတိဒေါသကြောင့်ဘာမှကျွန်တော်တို့ကောင်းတာမရှိတော့ဘူးဆိုးတာပဲရှိတယ်ပေါ့နော်ဒေါသကြောင့်ပဲအဲကျွန်တော်တို့မမောင်ရည်ဖြစ်တယ်ပေါ့အဲဒီမှာ palm tree ပေါ့ this is palm tree ပေါ့ချမ်းပင်ပါချမ်းပင်ချမ်းညောင်လေးပါ အဒီထမ်းပေအရင်ကတော့ဟိုထမ်းသမားတွေထမ်းရနောက်ပြီးတော့တက်တာဟိုအရင်ကတော့ခုနောက်ပိုင်းတော့မတက်တော့ပါဘူးဒါဆိုတော့ကျွန်တော်တို့ အယောင်ပေါ့နော်ခါလည်းခုစိတ်သေးကိုဆုံးမိသွားတယ်ဆိုလို့ရှိရင်အာကျွန်တော်တို့တွေဖြစ်သွားလဲဆိုရင်စိတ်ဟာညံ့နွမ်းသွားတယ်ပေါ့လေစိတ်ကောင်းမဖြစ်တော့ဘူးပေါ့အဲ့ဒါမျိုးစိတ်ကောင်းမဖြစ်ရင်ကျွန်တော်ရုပ်ကောင်းထုတ်ဖို့ဟာမတမ်းမခင်ရင်ပါကျွန်တော်ဒေါ်သထွက်နေတဲ့အချိန်ဆိုလို့ရှိရင်ကိုယ့်ရုပ်ကိုပြန်ကြည့်ပါအဲ့ကျွန်တော်ဒီမှာတော်ပန်းလေးပေါ့လေနော်တော်ပန်းလေးညလည်းလှနေပါတယ်လို့ပတ်ဝန်းကျင်ရတော့ဒီမှာတော်ပန်းလေးတွေပါတော်ပန်းလေးများနဲ့ အာလာချင်တိုင်းလာနေပါတယ်ကျွန်တော်တို့ဆက်ဘတ်တာဖလိုင်းလေးတွေရောရှိပါတယ်ဆမန်နီဘတ်တာဖလိုင်းအဲဘတ်တာဖလိုင်းလေးလည်းပြန်ဝဲနေရပေါ့ဘတ်တာဖလိုင်းလေးလည်းပြန်ဝဲနေပါတယ်တဘာဝအလာတရားတွေနဲ့အဲ့တော့ ဒီဒေါသဖြစ်လာကြလို့ရှိကျွန်တော်တို့မှန်တယ်ကိုပြင်ကြည့်ရပါတော့ကိုယုတ်ကြီးရလဲကြောက်ဖို့ကောင်းတယ်ကိုယုတ်ကတော့ကိုမကြည့်ရတော့ဖြစ်တယ်ပေါ့လေဒါဒေါသခစ်ထန်လာလေဒါအတရားနေပြောင်းလာတယ်ဒီအတန်နေပြောင်းလာတယ်နောက်စကလုံးနေမမပါပြီဖြစ်တယ်ပေါ့လေအဲတော့စိတ်ကောင်းမရှိတဲ့ခါမှာဒီစိတ်ကောင်းကနေကျွန်တော်တို့ရုပ်ကောင်းထုတ်လုပ်ပေးဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးပေါ့နော်စိတ်ကောင်းကနေပြီးတော့မှရုပ်ကောင်းကိုထုတ်လို့ဖို့အဲဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးပေါ့ ခုမြေတွင်းနေရာတော့ရေခဲကြီးဖြစ်ပါတယ်ရေခဲကြီးမိုးတွေရွာထားတော့အဲရေရပြည့်ရှံနေပါတယ်စိတ်ကောင်းဗနီးနဲ့မှစိတ်ကောင်းမရှိတဲ့အတွက်ရုပ်ကောင်းလေထုတ်လုပ်ပေးနိုင်မှာမဟုတ်ပါဘူးပေါ့လေဒါကြောင့်မလို့အဲစိတ်ကောင်းနဲ့ရုပ်ကောင်းဆိုတာဟာဆက်ဆက်နေရပါလိမ့်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလောဘဒေါသတွေနေရမြနေရအောင်လုပ်ဖို့လိုတာပေါ့ပေါအောင်လုပ်ဖို့ဆိုတာဘုသူစင်းနေကြတာမလွယ်ပါဘူးဟဲ့လား စိတ်ကောင်းရှိမှကျွန်တော်တို့ကဒီစိတ်ကောင်းကထလွတ်လိုက်တဲ့ဓာတ်တွေဟာကျွန်တော်တို့ရဲ့ရုပ်ကိုလာပြီးတော့အဲတံပြန်တက်ရောက်တဲ့အခါမှာရုပ်ကလည်းကြည်လင်တာပေါ့လေစိတ်ကြည်တော့ရုပ်ကြည်ရယ်စိတ်ကြည်ရင်ရုပ်ကြည်ရယ်စိတ်တန်တော့ရုပ်တန်တာပေါ့လေနော်စိတ်တန်ရင်ရုပ်တန်တယ်အဲတော့စိတ်ကိုကောင်းဆုံးဖြစ်အောင်စိတ်ကောင်းရုပ်ကောင်းလေးခြောက်လို့ပါတယ်ဒီလိတာမှာအဲလောဘဒါမောမောဟဆိုတဲ့ဒီအပေဖုံးလိုက်လို့ အမာနတွေပေါ့လေမာနဆိုတာတော့ခြေပြားထောက်တာပါပဲခြေပြားထောက်တဲ့အကြောင်းအရာတွေပေါ့လေမာနတရားတွေကျွန်တော်တို့တန်တန်မှာဖယ်ရှားဖို့လိုပါတယ်ဒီမှာကျွန်တော်တို့မြင်တွေ့နေရတော့အဲတောင်တန်းကြီးပေါ့တောင်ကျိုးတောင်တန်းကြီးဖြစ်ပါတယ်တောင်ကျိုးတောင်တန်းကြီးပါဟိုးစီမမြင်နေရတာကအုံသုံးမင်းအုံသုံးမင်းစီရှိပါတယ်ဟိုနံပါတ်အုံသုံးမင်းစီဒီပါ ။အိုးစီမမြင်တွေ့နေရတဲ့စီကြီးကတော့ခလာခလာတညုံနဲ့ပေါ့နော်။အဲဒီစီတီတော်ကတော့မော်တော်မြိုင်ပေါ့။အဲကျွန်တော်တို့ငယ်တုန်းကတော့မပီးဖျားလို့ခေါ်တာပေါ့လေ။ဖျားကမပီးလို့အဲတဲလိုက်အပြင်းဆရာလေးစုံသွားလိုက်လေဆိုတော့မပြီးလို့မဟုတ်ပြီးဖြစ်ရပါဘူးအခုကတော့မော်တော်မြိုင်ဆိုပြီးတော့ခေါ်ပါလေတောင်တန်းကြီးပါတောင်ကျူတောင်တန်းကြီးဖြစ်ပါလေတောင်ကျူတောင်တန်းကြီးနဲ့ဒီကန်ကတော့ကျွန်တော်ကင်မွန်ကျောင်း ကင်မွန်ချုံလေးတော့ကဲပေါ့ကင်မွန်ချုံလေးတော့ကဲပါမြေပြန်ပေါ့ဒီထဲမှာကဂီတာမြေပြန်ပေါ့လေမြေပြန်အီလောက်ကဲပါသူ့ရဲ့တိဆောက်တဲ့ခုနှစ်ကတည်း1904ခုနှစ်ပေါ့လေကျွန်တော်ကြာနေတဲ့ကောင်တရားတော့ရှိကြောပါအဲရေတောက်အေရီးယားရေတို့အများကြီးပေါ့ခုနှစ်ကတော့1904နဲ့4ခုနှစ်ကဆိုတော့တော်ရုံရှိအောင်ကြာလေအဲဒီဒီရေကန်ကြီးပေါ့လေနော် င်္ဂလိပ်အင်္ဂလိပ်ထက်ကတည်းကစောက်ခဲ့တဲ့ရေခမ်းကြီးဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်စိတ်ကောင်းရုပ်ကောင်းဆိုတာဟာဒီကိုယ်စိတ်ကမမသာမောဟတွေနင်းနေမယ်မာနမရှိနေဘူးမာနဆိုတာချိလာထောက်တာပါမာနတွေရှိမနေဘူးเนาะအိတ်တာပေါ့လေအိတ်တာမစ္စရိယပေါ့ကိုယ့်ထက်တိုင်မနာရဲစိတ်အိတ်တာစိတ်ဒီစိတ်တွေအမြဲတမ်းအရေးကြီးပါတယ်။ဒီစိတ်တွေဝင်နေပြီဆိုလို့ရှိရင်ဘယ်တော့မှဘယ် ီနေ့မှာဘဲကလည်းဇင်မင်းဇင်မင်းနိုင်ဟုတ်ကဲ့အာမော်လမြိုင်ရပါခင်ဗျမော်လမြိုင်မော်လမြိုင်ရပါကိုဇင်မင်းနိုင်မော်လမြိုင်ရပါခင်ဗျမော်လမြိုင်မှာကွာအတောင်နန်းနေနဲ့ကျွန်တော်တို့ဒီခုမြင်တွေ့နေရတဲ့ဒီတောင်ပေါ့ ဒီတောင်တွေကတော့အာကျွန်တော်တို့ဒီဒီဇင်ဘာမှာဆိုရင်လမ်းလျှောက်ကြတယ်ဟုတ်ကဲ့တော့မိုးရင်းဆိုတော့ရှိပါတယ်သူကလမ်းလျှောက်တဲ့လူတွေရှိတယ်အများကြီးလမ်းလျှောက်ကြတယ်အဲ့တောင်ပေါ်တဲ့အနေမှာဆိုရင်ကျွန်တော်လည်းလျှောက်ပြဦးလို့မလျှောက်ပြဘူးမိုးရင်းဆိုတော့မိုးကလည်းများတယ်ဆိုတော့โอเคกูซิมินายากูซิมินายาก็ไปแล้วครับเนี่ยเออเราเราด่าดิโหอปอมาโหอปอมามิวเล่นี่เนี่ยเราเยเล่นี่เนี่ยอ่ะเนาะตองอยู่ตองแดนนี่ဖြစ်ไปได้ ကဒီတော့ဣဒ္ဓမစ္စရိယပေါ့လေနော်ဣဒ္ဓမစ္စရိယတွေဝင်လာမယ်ဆိုလို့ရှိရင်လည်းစိတ်ကောင်းဆိုရင်မှဖြစ်နိုင်တော့ပေါ့လေအဲကိုယ့်ထဲတာမနာလိုတဲ့စိတ်နောက်ဝန်တိုတဲ့စိတ်ပေါ့ပုံမှန်ရှိတာကိုသူများကို share မလုပ်ချင်တဲ့စိတ်ပေါ့တော့လေးပဲဖြစ်ဖြစ်အသိပညာဖြစ်ဖြစ်အတတ်ပညာဖြစ်ဖြစ်ဒါမှမဟုတ်ပစ္စည်းဥစ္စာငွေကြေးပေါ့လေဒီလိုမျိုးဝန်တိုတာလည်းပဲဒါစိတ်ကောင်းပဲညီမဖြစ်နိုင်ဘူးပေါ့လေအကြံလို့ကျွန်တော်မာကန်အောင်ဆရာတော်ကြီးကပြန်ပြောတယ်မနာစိတ်ကောင်းရှိဖို့ပထမဆိုတာ စိတ်ကိုကောင်းထားစိတ်ကောင်းရှိဖို့ပထမဆုံးတော့မှအမြဲတမ်းပြောရပါလိမ့်။အားကြောင့်စိတ်ကောင်းနှလုံးကောင်းထားပါ။စိတ်ကောင်းနှလုံးကောင်းဟာရုပ်ကောင်းကိုဖြစ်စေတယ်လို့တမယာမှာလည်းအကောင်းတွေကိုဖြစ်စေပါတယ်။ဒီစိတ်ကောင်းစိတ်ညက်ကပဲတဏှာမှာကျွန်တော်တို့ကိုအကောင်းတွေကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စိတ်ကောင်းမရှိနေဘူးဆိုလို့ရှိရင်လည်းဒီနေ့မှာအကျိုးကြီးတွေကောင်းလာမှာမဟုတ်ပါဘူး။ နော်အကျိုးပြီးမကောင်းရင်တနေရာမှာသွားတဲ့အခါမှာမြေပန်းမလှတတ်ဘူးပေါ့လေအချမ်းမို့ကျွန်တော်စိတ်ဟာအေးချီပါတယ်မဟာကဏ္ဍဆရာတော်ဖရာကြီးရဲ့ဩဝါဒတိုင်းပဲစိတ်ကောင်းရှိဖို့ပထမပေါ့နော်စိတ်ကောင်းရှိတယ်ဆိုလို့ရှိရင်ရုပ်လှတာမလှတာဟိုရုပ်တွေဆိုးတဲ့အသားတွေမဲတဲ့သွားတွေခေါ်တယ်ဒါတွေကအရင်မကြည့်ပါဘူးစိတ်ကလေးလှနေမယ်ဆိုလို့ရှိရင်ရုပ်ကလည်းလူလှပြီးသားဖြစ်နေမှာပါလူလိုကောင်းပြီးသားဖြစ်နေမှာဖြစ်ပါတယ်အဲကြောင့်မို့လို့ အဲစိတ်ကိုလည်းကောင်းလို့ထားပါစိတ်ကောင်းထားရင်ချမ်းသာပါတယ်နော်စိတ်ကောင်းထားရင်ချမ်းသာပါတယ်ချမ်းသာရပြီစိတ်ကချမ်းသာတာယောဂလည်းချမ်းသာတာပဲနော်ဟိုကျွန်တော်ကယုတ်ကောင်းလဲဆိုတာကဟိုဟိုအရင်ကပပြီးတော့မှချုံမွနေပြီးတော့မှဒါမျိုးပြောတာမဟုတ်ပါဘူးအဲစိတ်ကောင်းနှလုံးကောင်းရှိရလူရဲ့မျက်နှာလေးကိုကြည့်တဲ့အခါမှာလူရဲ့တည်ရဲ့မျက်နှာခံစားမိသူရဲ့ energy လေးတွေခံစားမိတဲ့ဥပဒိယုတ်မှလာပေါ်တာပေါ့အဲကြောင့်ကျွန်တော်မျက်နှာစိတ်ရဲ့ ုတိယပဲလေနော်စိတ်ကိုဖတ်တယ်မျက်နှာနေဖတ်လို့ရတာပေါ့လေဒီလိုရဲ့စိတ်ကိုမျက်နှာနေဖတ်လို့ရတယ်ဆိုတော့လည်းတို့ကအာစိတ်ကိုကောင်းထားပါစိတ်ကောင်းထားရင် ချမ်းသာပါတယ်စိတ်ကောင်းထားရင် ချမ်းသာတယ်စိတ်ကောင်းမထားရင်စိတ်ရရည်ရဲ့တို့ဒီပိဋကတရဘဘုဇေယရာဗဒနာနေမိန်ကြဩဝါဒလေးလို့ပါပဲနော်စိတ်ကောင်းထားကချမ်းသာရည်စိတ်ကောင်းမထားကစိတ်ရရည်တဲ့ဆရာတော်ဖျားကြီးကပြစုပန်သန္တရာမှာချမ်းသာခြင်းစိတ်ကောင်းထားစိတ်ကောင်းထားရင်ချမ်းသာတယ်ပေါ့ စိတ်ကောင်းမထားဘူးလောဘဒါမောဟတွေပြည်နေတယ်အိတ်တာမစ္စရိယတွေမာနတွေထိနာမိတ်တာတွေပေါ့လေအကုသိုလ်တရားတွေနဲ့မိုးလျရမိုးချုပ်သူများကိုပြည်တင်ချိန်မောင်မောင်မဲအတင်းပြောနေမှာဆိုလို့ရှိရင် ကိုလည်းချမ်းသာမှာမဟုတ်ဘူးကိုပတ်ဝန်းကျင်လည်းချမ်းသာမှာမဟုတ်ပါဘူးကိုလည်းချမ်းသာပဲကိုပတ်ဝန်းကျင်လည်းချမ်းသာဖို့ဆိုလို့ရှိရင်စိတ်ကောင်းထားမှာဖြစ်ပါတယ်အဲ့လိုစိတ်ကောင်းဟာရုပ်ကောင်းကိုဖြစ်စေတယ်လို့ရရလေးလည်းကောင်းဖို့ဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ကောင်းလုံးကောင်းလေးနဲ့ဒီနေ့တာကိုဖြစ်တတ်နိုင်ကြပါစေလို့ကျွန်တော်ကအဲဒီနေ့နေ့မနေ့ခင်းလေးမှာနှုတ်ဆက်ရနေပဲဒီစလို့နဲ့အဲဒီအာဓမ္မစကားလေးမြောက်ရရဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကိုစနစ်ပြအချမ်းမှအထင်သာကြပါစေခင်ဗျာ တရှိကြမှာစီချမ်းသာလူရဆန္ဒပြကြပါစေခင်ဗျာ